တရမအိလင်းမေကသူမတို့အိနီနာချင်းအိကိုတကြတော့တောင်းပို့လွတ်လိုက်ပေမဲ့အိနီနာချင်းအိမမရှိဘူးအိနီနာချင်းအစာအိလင်းမတီတဲ့ယောက်ျားတယောက်ရောက်နေပြီးတော့ဒီမျိုးသားကသူကအိနီနာချင်းရဲ့သားလို့အိလင်းကိုပြောတယ်အိလင်းကိုတကြရှာပေးမယ်လို့ပြောပြီးအထက်ဝင်ခနာဆောက်ဖို့ပြောတယ် တီမြူတာကအင်းလင်းကိုကြည့်တဲ့ပုံကိုအင်းလင်းစိတ်ထဲသဘောမကျဘူးပြီးတော့အနာကိုလာပြီးအင်းလင်းကြောကိုကိုင်နေသူတကြပပချင်းအင်းလင်းထွက်လာပြီးတော့အင်းနီနာချင်းရဲ့တာကတကြပေးလိုက်တယ်ဆိုတာကလွယ်ပြီးသူ့မိကိုဘာမှမပြောဘူးဒီလိုဖြစ်တာပုံမှန်မဟုတ်ဘူးအင်းလင်းမသိကြပါပဲစိတ်ထဲသဘောမကျပဲအခြားလူတွေကိုပြောပြမှလည်းရှက်တယ် ခိကင်တဲ့ပုံစံအမျိုးမျိုးရှိပါတယ်။တချို့ကသဘောကျစရာကောင်းတယ်၊တချို့ကသဘောကျစရာမကောင်းဘူး။တချို့ကြောင့်စိတ်ရှုပ်တာအလိုမတူတာတွေဖြစ်နိုင်တယ်။ဖြစ်ခဲ့တာနဲ့ပတ်သက်ပြီးအလင်းရှက်ပေမဲ့ကိုယ်သဘောမကျတဲ့အကြောင်းမေးကိုပြောလို့ရနိုင်တယ်။ဒါမှမဟုတ်အမေကိုဖြောပြရမှာစိတ်ထဲသဘောမကျဘူးဆိုရင်ဆရာမဒါမှမဟုတ်အတော်ဒါမှမဟုတ်လူမှုဝန်ထမ်း လူမျိုးယုတ်ကြည်ရတဲ့ခြားလူကြီးတယောက်ကိုဗာဖြစ်ခဲ့လဲပြောနိုင်တယ်စိတ်တဲ့သဘောမချတဲ့အချိန်နဲ့တခုအကြောင်းလူကြီးတယောက်ကိုပြောပြမှကြောက်တာဒါမှမဟုတ်ရှက်တာကပုံမှန်ပါပဲကိုကိုစိတ်မသက်မသာဖြစ်အောင်လှောက်ခံရရင်ဘယ်တော့မှကို့မှာမဟုတ်ဘူးဆိုတာမမေ့ပါနဲ့ ထက်အချက်လက်တွေကိုရနိုင်ဖို့နဲ့အချို့ပြဿနာတွေအတွက်ဖြေရှာဖို့ရာကူညီရဖို့ပေးကင်းတဲ့နေရာတစ်ခုမှာဝန်တန်းနဲ့ဆွေးနွေးနိုင်ပါတယ်